မင်္ဂလာပါ channel msn ပါဒီနေ့မနေ့ကပဲပြီးသွားတဲ့ dion devoter နဲ့ hardon ရဲ့ပွဲအကြောင်းကိုကျွန်တော်တို့ပြန်ပြောရအောင်ပွဲကဘာမှတိတ်တော့ပြောစရာတော့မရှိဘူးပြင်းစရာကြီးပါ dion devoter ကနားပြီဆိုပြီးတော့ကြညာခဲ့တယ်ဒါပေမဲ့သူ့ရဲ့ promoter နဲ့ဒီ bouncing fan တွေကသူ့ပြန်ဆော့စေချင်တယ်ဒါကြောင့်မလို့ပြန်ဆော့တာပြန်ဆော့တဲ့အခါမှာလည်း promoter တွေက dion devoter နိုင်လောက်တဲ့လူတွေကိုသူတို့ရှာတယ်အဲအကြောင်းကိုလည်းကျွန်တော်စာသေးချာရင်တင်ပေးထားတယ်အဲဒီနေ့ပွဲကကျွန်တော်ဗီဒီယိုတော့မလုပ်ခဲ့ဘူးစာတော့တင်ထားတယ်နိုင်မှဖြစ်မယ်ဆိုပြီးကျွန်တော်သေချာကိုကျွန်တော်စာရေးထားတယ် တကယ်လည်းနိုင်တော့နိုင်ခဲ့တယ်ဝိုက်တာကြီးကြသွားတဲ့ပုံစံကရက်ဆက်တယ်တိုင်ဆန်ဖျူရီကိုသူနှစ်ခါရှုံးပြီးသွားတဲ့ကတောက်လျှောက်စိတ်သက်ကြပြီးတော့အဲ့မှာတည်းကလက်ရည်ထိုးဆင်းတာဇလီကျန်းရဲ့ပွဲမှာလည်းရှုံးတယ်ဂျိုးဆက်ပါကာရဲ့ပွဲမှာလည်းရှုံးတယ်ရှုံးတော့အပြစ်မပြောဘူးဗျာကသားသမားဆိုတာရှုံးရင်ရှုံးမယ်နိုင်ရင်နိုင်မယ်ဒီနှစ်ခုပဲရှိမှာဒါအောင်အပြစ်ပြောလို့မရဘူးဒါပေမဲ့သူစင်းသွားတဲ့ပုံစံကတော်တော်လေးကိုအတကုံထိုးဆင်းတာရိုလာကိုစတာလိုထိုးဆင်းတာစိတ်သက်ပိုင်းဆိုင်ရာလေးတော်တော်လေးထိသွားပုံရတယ်စိတ်ထိုးကူဆရာဝန်နေနဲ့ပြရတယ်ဆိုပြီးတော့လေသတင်းတွေကြားရတယ်အဲအเจ้าကတော့သူပြန်လေပြီးတော့ညင်းဆိုထားတယ်ဒါတော့ ဟုတ်လားမဟုတ်လားတော့ဒါတော့ကျွန်တော်အသေးချာချာတော့မသိဘူးဒါပေမဲ့လက်ရည်ကျသွားတဲ့ပုံစံအရတော့ဒီအချက်တင်နေလေအတိုင်းအတာတစ်ခုကြီးတော့တက်ဆိုင်နေလိမ့်မယ်ဒိုင်းရိုက်မို့ရင်တော့မှတွယ်ဝိုင်ပြီးတော့၎င်းတိုက်ဆိုင်နေပါလိမ့်မယ်ဒီနေ့ပွဲကဘာမှမဟုတ်ဘူးပြောမယ်ဆိုဘာမှမဟုတ်ဘူးတက်လူကမှတင်ထားရပြခင်ဗျားတို့အစားသုံးသွားပြီးကြည့်လိုက်ခုနှစ်ချီတိထိုးလိုက်ရတယ်ပုံမှန်ဆိုရင် wider ရဲ့ normal လက်ရည်နဲ့ဆိုရင်ဒီကစားသမားဒီဝိုက်တာရဲ့ပြိုင်ဘက်အဆင့်တော့မဟုတ်ဘူးနှစ်ချီသုံးချီလောက်ခိုင်းဒါကံကောင်းဗျာဒါဒီပြိုင်ဘက်အန်တိုနီဟာဒွန်ကိုကျွန်တော်နှိမ်ပြီးပြောနေရမျိုးလည်းမဟုတ်ဘူးတကယ်ကိုကွာတာအဲ့ဒါကိုမှတော်တော်လေးကိုယုံရတယ်ဟာဒွန်ကတချို့အချက်တွေမှာဆိုရင်ဒီဒဘယ် cross check တွေထိုးတဲ့ခါမှာဆိုရင်ထိတယ်တချို့ over hand right တွေဆွဲတဲ့ခါမှာဆိုရင်လည်းထိလို့နည်းနည်းအခြေအနေလေးတောင်မှရှိရဒီယွန်ဒီဝိုက်တာရဲ့ signature တွေ1 2ပါ Jeff ထောက်တယ်1 2လိုက်မယ်သို့မဟုတ် Jeff ထောက်မယ် right overhand ဆွဲချမယ်ဒါဒီလုံးဝသူ့ရဲ့တေကွင်းတက်ကွက်အရှိဆုံးရှေ့မှာနိုင်မွေးရခဲ့တဲ့မြပွဲတွေအကုန်လုံးကိုတမိုင်းဆာမျက်နှာတွေပြန်ပြီးတော့လှန်ကြည့်လိုက်ဒီအကွက်တွေနဲ့ပဲပွဲသိမ်းတာသူ့ရဲ့အပိုင်ဆုံးအကွက်လို့ပြောလို့ရတယ်ဗျာကျွန်တော်တို့လူတွေမှာကကိုလှုပ်ရှားတဲ့ movement ပုံမူတည်ပြီးတော့ muscle memory ကတယောက်နဲ့တယောက်နဲ့ကမတူအယုတ်တရားစာပြောင်းသွားလို့ရှိတယ်သူ့အတွက် muscle memory သည်အဲ့ဒီ1 2အပိုင်ဆုံးဖြစ်မယ် jab ထောက်မယ် right hook ဆွဲမယ်ဒါတွေကသူ့ရဲ့အပိုင်ဆုံး ဘယ်ချိန်တရေနှုံးထပြီးရောပဲထိုးထိုးအပိုင်ဆုံးအကွက်တွေတေကွင်းတေကွက်ရှိလောက်တဲ့အကွက်တွေပါဒီလိုအကွက်တွေကဒီအပွဲမှာပြန်တော့တွေးရပင်မဲ့ပါဝါတွေထင်သလောက်ပါမလာဘူးနံပါတ်၁ချက် နောက်တစ်ချက်ကဘောက်စင်မှာအရန်အရေးကြီးဆုံးဖြစ်တဲ့ဖူဝေါ်တွေဒီဒီယိုဒေးဝိုက်တာကမ္ဘာချန်ပီယံရင်ဖြစ်ခဲ့တဲ့ကောင်ကြီးစီမှာမှားနေတာတွေတွေ့ရတယ်ပရိသတ်တယောက်အနေနဲ့ဆိုရင်တော့မှဗျာမျက်လုံးထဲမှာတော်တော်လေးကိုကုလုကက်လန်လေးတွေနိုင်တဲ့အချက်တွေဆိုတော့ဝိုက်တာဒီကြာနေပါပြီ39နဲ့သူတို့ ဇန်ညုံရေးထားတယ်လို့သူတို့စီစဉ်ထားတယ်လို့မျိုးအန်တိုနီဂျိုးရှွာနဲ့ပြန်တင်ရင်လည်းတိတ်တော့လွယ်ကူနေတော့မယ့်အခြေအနေမျိုးမဟုတ်ဘူးကစားသမားတွေကရှုံးလိုက်နိုင်လိုက်ဖြစ်လို့ရတယ်တောက်လျှောက်နိုင်ပြီးတော့မှမထင်မထားပဲနဲ့အရှုံးကိုကြုံရတဲ့အခါမှာလော့ကန်ရောင်ကိုမခံနိုင်တဲ့အခါမှာစိတ်တန်ရရတတ်ကြတယ်ဒီအချက်ကိုလူတိုင်းကကြုံတွေ့ရမှာပဲတစ်ချိန်မဟုတ်တစ်ချိန်အောင်ကြုံတွေ့ရမှာပဲဒါအောင်တွန်းလှန်နိုင်ဖို့လိုလိမ့်မယ်အန်တိုနီဂျိုးရှွာလည်းအန်တီရူစီကို မမျော်လင့်ဘဲနဲ့ရှုံးခဲ့တာပဲဒါပေမဲ့သူရအောင်တော့ပြန်ပြီးတော့ကမ်ဘက်ပြန်လာတယ်အရှုံးနိုင်ရတော့ရှိမှာပဲဗျာဒန်နီယယ်ဒူပေါ့စ်ကိုလည်းမထင်မှန်ထားဘဲနဲ့ထပ်ရှုံးတယ်ထားလိုက်အောင်ဒါပေမဲ့ စိတ်သက်မကြသွားဖို့လိုတယ်အာဒါဒီကျွန်တော်ရဲ့ထင်မြင်ယူဆချက်တာဖြစ်တယ်တခြားအကြောင်းအရာတွေလည်းရှိကောင်းရှိနိုင်မယ်ကစားသမားတွေကိုကျွန်တော်တို့ကတွေ့ရတဲ့ခါမှာ social media ပေါ်မှာတွေ့ရမယ်ဒါမှမဟုတ်ကျိုးဝိုင်းထဲမှာတွေ့ရမယ်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ကသူ့ရဲ့နောက်အကြောင်းအရာဆိုရင်ကိုကျွန်တော်ကမသိနိုင်ဘူးဆိုတော့တခြားအကြောင်းအရာတွေလည်းရှိကောင်းတော့ရှိမယ်ဒါပေမဲ့အဲ့အချက်တီတဲမှာလည်းဒီရုပ်တရက်မထင်မှတ်ထားပဲနဲ့အဲ့လိုရှုံးပြီးသွားလို့ပေါ့နော်စိတ်သက်ကြသွားတဲ့အချက်ကလည်းပါကောင်းပါပါလိမ့်မယ်ဒီကြားထဲမှာနားလိုက်တယ် ပြီးတော့ပြန်လေ့ကျင့်တဲ့အခါမှာလည်းပွဲဝင်နေရာကြောင့်လည်းပါကောင်းပါမယ်မိသွပင်စိုးစိတ်ကမှုဒီယိုဒီဝိုက်တာဆိုတာကဆောင်းရမ်းကျန်းနေတဲ့တကယ်ကို heavy weight တန်းမှာတော်တော်ကြီးတော့မှတခက်တခါရှိခဲ့မှုတဲ့ကောင်းရင်းတကောင်းပါဒါပေမဲ့ဒီနေ့တွေ့ရတဲ့ပုံစံအရနိုင်တယ်ဒါပေမဲ့အရန်ကြီးအားရကျင်နေစရာတော့မရှိပါဘူးဒီထက်ပိုပြီးတော့မျောလင့်ထားမိတာတော့အမှန်ပါဆိုတာကိုပြောချင်ရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ညောတာပါ channel MSN ပါဒုံစံတိုင်းမှာ Telegram မှာအစအဆုံးကြည့်လို့ရပါပြီဒါပါပဲ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ